ရှင်ယောခရုဝေကျအခန်းကြီး6ခန့်ငယ်45မှာအဲ့မှာဘာတွေ့ရလဲဆိုရင်ထိုတို့ယေရှုပြတော်မူသောနမိတ်လက္ခဏာကိုထိုလူများတို့တွင်မြင်လင်အတူတူကဖတ်လို့ရနော်ဤသူကဤလောကတို့ကြွလာရသောပရောဖက်အမဘီဒီဟုဆိုကြ၏ထိုသူတို့တွင်ကိုတော်ကိုရှင်မရယာ၌ 青苗青啊，腊月啊，那太表家米交过。一手的试试地道木犁，刀把都带好的，抓着米到地下头切个。快刀八脚，咱们喏的那快快比嘛，没有端的说，爹娘对的，林老。要钱呐，咱们喏，你要快刀刀把带水带雷，把比路快刀过。快刀那我们再把那干的派姑爷的来，爹娘。爹娘，这罗你。 ဣတွေလာရဲ့တမိုင်းကိုပြကြည့်ကြည့်မယ်ဆိုရင်ဆိုလို့ရှိရင်အဲ့ဒီခေတ်ချင်းတွေကဣတွေလာလူမျိုးတွေကလောကသူတို့ဥဆောင်ပေးမဲ့ရှင်မင်းဘယ်လိုလူမျိုးမျော်နေတယ်လဲဆိုမေရှိယငါတို့ဖက်မှာရက်တီပြီးမှကောင်းကင်ပေါ်မှာမြင်းဖြူစီးပြီးမှငါတို့ဥဆောင်ပေးမှခဏခဏငါတို့အနိုင်ထက်ပြုတ်နေတဲ့အခုဘယ်သူလဲဆိုရင်အီရန်တို့ဆီးရီးယားတို့ပါလက်စတိုင်းတို့ ဒီလူတွေကိုဥဆောင်ပြီးမှသူတို့ကိုဥဆောင်ပြီးမှတိုက်ပေးမဲ့လူကောင်းဆောင်ရှင်မကြီးကြီးလုံနေတယ်အဲ့ဒီအခါမှာတရားနာပရိသတ်များကြီးထဲမှာရေပေါ်ဟေးဒီလက်ရှိတဲ့နိုင်ငံကြီးကောင်းဆောင်နေလက်ရှိတဲ့အခါမှာခရစ်တော်ကိုဘယ်လိုသွားမိလဲဆိုလို့ရှိဟာဒီလူကမုံငါလုံးနဲ့ငါနကောချီမဘရောဘုဒ္ဓကိုကြီးလို့တဲ့လာပဲငါတို့သူ့ဖမ်းပြီးမှငါတို့ရဲ့ခေါင်းဆောင်လုခဲ့ရအောင် ဘင်းငါတို့ကောက်ဆော်လို့ပြမအောင်ငါတို့ခဏခဏလာတိုက်ပြနေတဲ့ခုပါလ်အီရာဒိုအီရာဒိုစီရီယာဒိုအခုလောကတိုက်နေတဲ့ဒီအဖွဲတွေပဲသူတို့ကချိန်မိုးပြရအောင်ဆိုပြီးမှအဲ့လိုမျိုးနေတဲ့တဖွဲရှိတယ်အဲ့လူတွေဒီကခွစ်တော်ကိုဖားချိုးပြီးမှသူတို့ကောက်ဆော်လို့ဖို့ရတဲ့ခွစ်တော်တီးတဲ့အခါမှာခွစ်တော်ကဟိုးတောက်ပေါ်ကိုထွက်သွားတယ်ဆိုတဲ့အကြောင်းဒီကြမ်းချက်ကိုနားလည်ဖို့ရတဲ့ဒီအကြောင်းအရာလေးကသူရဲ့ background ဖြစ်ပါတယ် ။ Now the check ကငါးချက်တစ်ချက်ပါလေးချက်တစ်ချက်ပါကြောင့်ဘာလဲဆိုလို့ရှိရင်အဲဂျန်တပုဂ္ဂိုလ်တွေကဒီလိုပြောကြတာပေါ့လင်းတော်အဲဒီဂါလိလဲအိုင်ကဂျေကအသက်အကျရှင်ရှိတယ်တဲ့ဥမာဂျေတက်လာလို့ရှိရင်ဒီလေကအပေါ်မှာကြံခဲ့ရင်မြ мян မတက်လို့ရှိရင်လေပြဆင်းသွားလို့ရှိရင်โอ้ตรุยะเลโกเปียมาพี่มาโกกานแท้มาแท้มาบ่เลยไอ้เจ้าขึ้นดอมลายแลตะมันนอเนี่ยหูแฟ ူတို့မြင်မြတ်သွားမယ်ဘောလေနော်ဒီလိုတုံးတက်ချက်ဒီချပ်ပိုက်ကိုဒီလိုလေးလာတဲ့အခါမှာသူရဲ့ break ကောအဲ့လိုနားလေရတယ်အဲကြောင့်ဆွမ်းနာဖတ်သွားတဲ့ကြာကတော့ခွစ်တော်နဲ့တမန်တော်တွေကမတ်သဲမှာကုလူကထဲမှာအတူတကွခွစ်တော်စကားကိုနားထောင်တဲ့ဒီတမန်တော်တွေကယောဟာရောက်တဲ့အခါမှာခွစ်တော်ကိုခြံထားခဲ့တဲ့အကြောင်းကတော့တည်တဲ့ချက်မင်းတို့လည်းခွစ်တော်နဲ့သူဘုဒ္ဓကိုအောက်အဖွဲရပြပြတဲ့တာပဲ မင်းတို့အဖွဲထဲမှာရေလဲရေလိုက်ကူးမယ်ဆိုလို့ရှိရင်ရှင့်မပါတာပဲဆိုမှစေကြီးဝေလာတဲ့အခါမှာလောကကြီးမှာခရစ်တော်ကိုခြံထားပြီးမှသူတို့ကသူတို့ဟိုးဖက်ကန်းတစ်ဖက်မှာကူးဖို့ရတဲ့အဲကြံစည်ခဲ့တဲ့ဒီတမန်တော်တွေရဲ့အကြောင်းအရာဖြစ်ပါတယ်။ဒါတော့ဒီနေ့သူတို့ကအားပေးဖို့ရအတွက်ခွာအားယူဖို့ရအတွက်ဒီကြမ်းချက်ရဲ့ background ဖြစ်ပါတယ်။ဒီနေ့ဘာကိုခွာအားပေးခြင်းလဲဆိုလို့ရှိရင် ။သခင်ယေရှုသည်ကျွန်တို့၏ဘဝမုန်တိုင်းကိုငြိမ်းစေသောဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုကိုအပိချင်ပါနဲ့တိတစ်ချက်သခင်ယေရှုမပါပဲဘဝကိုသွားလင်တကွေမဟုတ်တကွေခကြီးတတိုင်မဟုတ်တတိုင်အကြီးကြီးပြဿနာနဲ့ကြုံရမှာဖြစ်ပါတယ်တမန်တော်တွေကခရစ်တော်ကိုမတ်သဲမှာကုလူကာမှာခရစ်တော်သွားခရစ်တော်ထိုင်ဆွေထိုင်ခဲ့တဲ့အခြေအားဘာမှပြဿနာမရှိဘူး ခွတ်တော့ကိုခဏလေးခွဲလိုက်တာနဲ့ခྱི་နဲ့တိုက်တိုင်နဲ့တိုက်သွားလိုက်တာနဲ့ကဲဆုံးနာပြောပြောခဲ့တဲ့မူတိုင်းကြီးလာပြီကဲဒီနေရာမှာချစ်တော်သမားမိတ်ဆွေကျွန်တော်ကိုဗာပြနေလဲဆိုလို့ရှိရင်ဘုရားမှာယေရှုမပါပဲအဲခྱི་သွားရင်မူတော်ဘုရားမူတိုင်းနဲ့ကြိုရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုစမ်းစာကျွန်တော်တို့ကိုစကားပြောနေပါတယ် ကဲလောက်ကြည့်တော့ရှင်မဒီဒီခေါတော့လာပြီခရင်နဲ့တိုင်နဲ့တိုင်တော့တော်လဲရနဲ့ကဲရှင်မရေလိုက်ကြွကျင်နဲ့ရှင်မလို့ပါတော့မာမတနိုင်ဘူးရှေ့သွားလည်းမရနောက်ဆိုးလည်းမရနောက်ပြကိုက်လည်းမရဘေးကိုက်လည်းမရတေဖို့တော့ပဲတေဖို့အဆုံးတဖို့ပဲကျွန်တော်နဲ့ဘဝဖြစ်သွားတယ်ချစ်တော်သမမိတ်ဆွေကျွန်တော်တို့အသက်တာမှာလဲဘယ်နှခေါဖေရနဲ့ဝေးပြီးမဟာငါ ကောင်းတာပဲငါအလို့အစ်ပြေးပြီးဖះမလို့တော့ဘူးဟာငါအေးစီပဲမြမပြင်းနဲ့ဝေးกว่าပြီးပါဒီနေရာရောက်ပြီးဖះကိုဝေးလို့မရဘူးတတိုင်မဟုတ်တတိုင်ကျွန်တော်တို့ဖះကိုဝေးလို့ရှိရင်တမန်တော်တွေလည်းဘဝရဲ့မုန်တိုင်းရေလိုက်ရဲ့မုန်တိုင်းကိုကြုံခဲ့တယ်လို့ကျွန်တော်တို့အသက်တာမှာလဲပြစင်းစားကြည့်အောင်ဘယ်နှခေါက်ဖះကိုဝေးပြီးမှ ကျွန်တော်ဘဝခရီးမှာအစားပြုခဲ့ပြီလက်တလဲဆိုရက်ကိုဒီ jump pile တွေအရောကျွန်တော်တို့ကိုခွာပေးခြင်းပေးနေပါတယ်စကားပြောနေပါတယ်ချစ်တော်လို့ဖော်ဆောင်ဖဲများဖယားမပါပဲဘယ်နဲ့ကြေလောက်ကျွန်တော်တို့ခရီးပြီးနင်းခဲ့ပြီးပြီလဲဘယ်နဲ့ကြေလောက်ပင်ပါခဲ့ပြီးပြီလဲကျွန်တော်တို့ကိုယ့်အကူပြတ်သုံးတတ်ပြီးမှကျွန်တော်ခွာယူဖို့ဖြစ်ပါတယ်ဒုတိယချက်ကတော့ ဒုက္ခရောက်လေတခိယေရှုထံအကူအညီတောင်းပါကိုယ့်အကူဆုံးဖြတ်ပြီးမှဒါမှလောက်တယ်ဒါဖြစ်လောက်တယ်အာဒါကောင်းတာပဲဆိုပြီးမှလှုပ်သွားတဲ့အခါမှာဘုရားကကျွန်တော်တို့ကိုတီကျွမ်းတဲ့ညာပညာရှိထားတော့ဟာဒါမဟုတ်တော့ဘူးပဲလို့တီးပြီးဆိုရင်ဘုရားထံမှာဒုတိယခွေးကိုရယူပါဘုရားကလူတိုင်းကိုလူတိုင်းလူတိုင်းကိုဒုတိယခွေးပေးတယ်တဲ့ဒုတိယခွေးပေးတယ် အဲ့ဒီဒုတိယအခွင့်အရေးကိုမဆုံဆုံးစီခင်းနဲ့မဆုံဆုံးလိုက်စီနဲ့ဘုရားပေးတဲ့ဒုတိယအခွင့်ကိုရယူလိုက်ပါလောကမှာအာနေတဲ့တဲ့ကိုထင်တဲ့အတိုင်းလုပ်တဲ့ခါမှာမားသွားတတ်တယ်ကိုမားမယ်လို့မတိဘူးမထင်ပြီးမှလုတ်ခဲလိုက်တဲ့အလဲမားသွားတတ်တယ်မားသွားခဲ့ဒီရှိတော့ဒုတိယအခွင့်အရေးကိုမဆုံဆုံးစီလိုက်နဲ့ဆိုတဲ့အကြောင်းကိုဖော်ပြလိုပါတယ်ရှင်ယောခရစ်ကြောင့်ခန်းကြီးဆက် 6ခန်းခကြီး6အခန်းငယ်စကူကနေ20ကတော့ကဲအစနာထဲမှာလေပင်မူတိုက်ထဲမှာရောက်ပြီးမှဟိုဖက်ကန်းကူဖို့လည်းမဖြစ်နိုင်တော့နောက်ဆုတ်ဖို့လည်းမဖြစ်နိုင်တော့ဘေးကပ်ဖို့လည်းမရှိတမန်တော်တွေကဘဝကအဲ့မှာပဲနေကိုချိုးရမယ့်ကိစ္စရှိတော့တဲ့ခါမှာဒီအဖွဲတရားခရစ်တော်ရဲ့တမန်တော်ဆင်နှပါဘယ်လိုဖြစ်လာလဲဟာငါတို့တခေရှုဘယ်မှာလဲတောင်းတလာပြီ ခေါ်မခေါ်ရသည်မခေါ်ရဘူးငါတို့ဖះမကယ်လို့ရှိမရတော့ဘူးတခင်ရှုမပိုင်မဖြစ်တော့ဘူးဆိုပြီးမှစိတ်ထဲမှာတောင်းတလိုက်ရုံနဲ့ကိုခွတ်တော်ကချက်ချင်းဆက်တော်ပြန်ပြီးမှဒဲရဒဲရပြောမယ်ဆိုရင်လိုင်းလျှောက်ပြီးမှတခါရဲ့ရေပေါ်မှာရောက်လာတယ်လိုင်းလျှောက်လာတယ်ချစ်တော်ဓမ္မမိတ်ဆွေကျွန်တော်တို့အစွမ်းတခင်ရှုနဲ့တမန်တော်လူစင်နဘာတော်တဲ့ခကြီးကမတူကြဘူး ခွစ်တို့ကဟိုးတောက်ကူပေါ်မှာတဲ့တယ်နော်သူတို့ကဟိုးချောက်ကဘာမှာဟိုးဟိုးဂျိုက်ထက်မှာသွားတယ်ရေလိုင်းနဲ့သွားတယ်မတူကြတို့ဗိမဲ့နဲ့ဒုက္ခရောက်လာတဲ့ခမတန်မန်တော်တွေကခွစ်တို့ကိုဘယ်လိုတောင်းတလိုက်တယ်ငါတို့မဖြစ်တော့ဘူးအစဒီမှာပဲအဆိုးသွားနေတဲ့ကိစ္စပဲရှိတော့တယ်ဆိုတဲ့စိတ်ထဲမှာတောင်းတလိုက်ရုံနဲ့ဟိုကျွန်တော်တို့ကူးကွယ်တဲ့ဖခင်ကကမ်းတစ်ဖက်မှာကြံခဲ့တဲ့ဖခင်မဟုတ်ဘူး ။အိုးတောင်ပေါ်မှာပဲတက်ပြီးမှဟိုဖက်မှာပဲကြံခဲတဲ့ဖ ያ မဟုတ်ဘူး။ခေါ်လိုက်တဲ့တဲမှာမြို့မှာဖြစ်စီတောမှာဖြစ်စီရွာမှာဖြစ်ပါစေကိုနိုင်ငါဖြစ်ပြီးနိုင်ငံရဲ့ချဖြစ်ပါစေခေါ်လိုက်တဲ့အခါမှာတည်ရှိတဲ့နေရာတို့လာကူဖို့အသိရှိနေတဲ့ဖရားဖြစ်ပါれဆိုတဲ့အကြောင်းကိုခွပေးပါれဒီနေရာမှာမူးတဲလီတဲမှာကန်းတစ်ဖက်မှာမူးတဲလီတဲအကျက်အသက်ကြောင်ပိတ်သွားတဲ့နေရာမှာ တော်တဲ့အချိန်မှာကန်းတစ်ဖက်မှာကြံခဲ့တဲ့ဘုရားမဟုတ်ဘူးတင်းနဲ့ကျွန်ုပ်လိုအပ်တဲ့သူ ခေါ်လိုက်တဲ့ဒိုင်းမှာတင်းအနာမှာဘယ်နေရာမှာဖြစ်ဖြစ်လူတို့ရဲ့ကြံစီလို့မမီနိုင်တဲ့လူတို့မဖြစ်နိုင်ဘူးလို့တင်းနေတဲ့ရေပေါ်တော်မှာလာလျှောက်ပြီးမှလာကူတဲ့ဘုရားကတင်းနဲ့ကျွန်တော်တို့ကိုကူဖို့ဆန္ဒအမြဲတမ်းပြစီနေလေရှိတဲ့ကူနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုကြွားပေးပါတယ် ကိုလို့တာမအမတိနောင်တရပါဒုတိယအခွေကိုရယူဖို့မမိတ်ပါနဲ့လူတိုင်းဒုက္ခရောက်ရင်ဖျားထအော်ဟေးပြီးမှအကူအညီတောင်းပါကိုတငယ်ချင်းကိုရဲ့ Facebook ပေါ်မှာရင်ဖွေတာထက်ဒူထောက်ပြီးမှကျွန်တော်တို့ဖျားကိုအနာပေးပါအော်ဟေးအကူအညီတောင်းပါတည်ရှိတဲ့နေရာကိုကျွန်တော်စဉ်းစားလို့မမီနိုင်တဲ့ဖျားရဲ့မေတ္တာ ဘုရားရဲ့ကဲ့သည်ခြင်းကသင်သားမှာအစဉ်မြဲခဏတခြင်းရောက်လာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုခွာပေးပါတယ်ကန့်တဲ့ဖက်မှာကြံခဲ့တဲ့ဘုရားမဟုတ်ဘူးပေသူနဲ့ယူဒာရဲ့ရှာကယုတ်အသက်တာကိုကြည့်ကြည့်မယ်ပေသူအသက်တာကခရစ်တော်ကိုသူများကောင်းတဲ့ကန့်တဲ့ပုံမှာတတ်ဖို့ရအတွက်ယောမစစ်သားတွေလိုက်ဖမ်းတဲ့အခါမှာကျက်တော့ခါတော့သူနဲ့အခါမှာဖျားကြီးကျွန်တော်မသိဘူးသူနဲ့ကျွန်တော်မဆိုင်ဘူးဆိုပြီးမှ ညှိပယ်ခဲ့တယ်သူပဲမဲ့လေသူပြူမမိခဲ့တဲ့အမကိုနောက်သားရပြီမကျွန်တော်မခဲ့ပြီပဲခွတ်တော်ကိုငင်းပယ်ခဲ့တဲ့ကျွန်တော်အမကြီးမမိပြီပဲဆိုတော့နောက်သားရတဲ့အခါမှာခွတ်တော်ကိုနောက်ဆုံးအဲအောက်မှာဗောလေနော်စမအဲခွတ်တော်ကိုနဲ့သူရှိမကကန်းနယ်ကိုပြထမ်းပြီးတော့ခွတ်တော်ရဲ့အမှုကိုလည်းပြထမ်းဆောင်ခဲ့တယ်နောက်ဆုံးခွတ်တော်ကားတဲ့ပေါ်မှာအသေးခံပြီးမှရှင်ပြတ်သွားပြန်သွားတဲ့အခါမှာနောက်မှာ ပေသူကဘာလို့လဲဆိုရင်ဖျားခီးရဲ့ကဲတဲ့ချင်းအင်္ဂလိပ်တင်းင်းကောက်ကိုကြားပြောပြီးမှယနေ့အတင်းတော်ဆိုတာပေသူကြောင့်ဒီလောကကြီးမှာအများကြီးပေါ်ဖွာလာဒါကြောင့်ချစ်တော်မေဆွေ now မိမိအပိကိုနောက်သားရပြီးမှရှင်ပြပြနောက်သားရပြီးမှအသက်ရှင်ပြီးမှအမှုတော်ဆောင်အဲနောက်သားရပြီးမှအာပြလာမယ်လို့ဆိုလို့ရှိရင်လူတယောက်ကလူတယောက်ကလူအသက် တန်ပေါင်းများစွာရတဲ့ကိုကဲတင်နဲ့ကဲတင်ပေးနိုင်တဲ့လူဖြစ်နိုင်တယ်ဆိုတာပေသူအသက်တော်ကြီးချားဖြစ်ကျွန်တော်ခွာယူဖို့ဖြစ်ပါတယ်ပေသူလည်းခွတ်တော်ကိုငင်းပယ်ခဲ့တဲ့လူပဲတို့ပေမဲ့လည်းငါအမကြီးပြုမခဲ့ပြီးနောက်တရမပြလာပြီးမှနောက်ဆုံးယောမမျိုးမှာသူ့ရဲ့အသက်ကိုမှဒီခွတ်တော်ရဲ့တာတနာမှုတော်ကိစ္စအအသိတော်ကိစ္စအတွက်သူ့ရဲ့အသက်ကိုကားတိုင်းမှာ ဆောက်ချိုးနဲ့ရုံမမြို့မှာအသက်ခါခဲ့ရတယ်။လူတယောက်ကပြူမမိခဲ့တဲ့အပြုတ်ကိုနာဒာရပြီးမှပြလာလို့ရှိလူအသက်တန်ပေါင်းများစွာရဲ့အသက်ကိုကင်သေပေးနိုင်တဲ့လူလမ်းမှာတို့ပို့ဆောင်နိုင်တဲ့လူဖြစ်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုယူအဲရှီမိုရဲ့အသက်တာမှာတော့ကျွန်တော်လေ့လာရပါတယ်။နောက်တယောက်ယူတာရှာဂရိုရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်ခွစ်တော်ကိုလည်းရောက်စားခဲ့လက်တယ်ခွစ်တော်ကိုလည်းမဆိုင်ဘူး ကွတော့ကိုလည်းငင်းပဲခဲ့တဲ့အပီလက်ជីជីလုံးပြီးမှနောက်သားလည်းမရအောင်တော့ဆိုကိုကိုကိုအဆိုးစီရင်တဲ့နောက်မှာယူဒာရဲ့ယူဒာရှကရိုရဲ့တမိုင်းမတကတော့ကွတော့ကိုရောက်စားတဲ့လူတမန်တော်ဆယ်နှစ်ယောက်တည်းမှာပျောက်သွားတဲ့လူနောက်ဆုံးကြတော့သူ့ရဲ့တမိုင်းကဘယ်လိုမှသားသေးလဲဆိုလို့ရှိခရစ်တော်ကိုရောက်စားခဲ့တဲ့လူကိုကိုအဆိုးစီရင်တဲ့လူဆိုပြီးမှတမိုင်းမှတာတင်သွားတယ် တို့ဗိမဲ့လေခွစ်တော်ကိုငင်းပယ်ပြီးမှနောင်ထရပြီးမှပြလာတဲ့ရှိမှုအသက်တာတော့ယူဒာနဲ့လို့ဝမတူတော့လူသားပေါင်းများစွာရဲ့အသင်းတော်ဖြစ်လာတဲ့ကင်တင်နိုင်တဲ့ဖျားကိုခေါ်ဖိတဲ့နေရာဖြစ်လာဒါကြောင့်ဒီမှာဘာခွအပ်ပေးလဲဆိုလို့ရှိကျွန်တော်အသက်တာမှာတခါတည်းကလဲကြတဲ့အခြေရှိတယ်မားခဲ့တဲ့အခြေရှိတယ်ပြထပါခွစ်တော်ကအပိပေးဖို့ထက်ကျွန်တော်ရဲ့ပြလာတာကိုစောင့်နေတဲ့ဖျား လူတိုက်ကိုခွင့်မလွတ်နိုင်စေအကြောင်းဘာမှမရှိတဲ့ဘုရားဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုယနေ့ကျွန်တော်တို့အသက်တာမှာ ပြလာလို့ရှိရင်ဘုရားအတူပြူလိုက်ရင်လူတန်းသေးပေါတပ်ပေါင်းများစွာရဲ့အသက်ကိုအကျိုးပြုစေတဲ့သူဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုဟောပြလိုပါတယ်နောက်ဆုံးတစ်ချက်တတိယတစ်ချက်တော့ဘုရားနဲ့အတူသွားလာတော့သူဒီဘေးအတေကိုကေယုံတမကလူအင်စံတော့ပြေဝတော့ခွေကိုရမယ် လောကမှာကျွန်တော်ဘဝရဲ့ပန်းနဲ့ကျွန်တော်မျောမထားတာကဒီလောက်လေးဥမာထိုင်းနိုင်ငံရောက်ကျွန်တော်တို့အဲဒီလိုဖြစ်မယ်ဆိုတော့ထင်ထားတာတဲ့အများကြီးလူအေဆန္ဒပြေသွားတော့အခွေကိုရမယ်တဲ့ခွတ်တော်နဲ့တွားကျွန်တော်ထင်ထားတာတဲ့ဘေးကင်းရုံသားမှာကလူအေဆာဒပြဝတော့ခွေကိုဖျားပေးမယ်တဲ့။ဒါကြောင့်ဆွမ်းနာဖတ်သွန်းတဲ့ချားထဲမှာပြကြည့်ရင် တမန်တော်တွေကလေကိုသွားပြီးသခီးတဲ့ဒိုင်းဒိုင်လောက်သွားတဲ့အခါမှာလေပြေးမုန်တိုင်းရေရှင်းတော့ဘေးတေဖို့တေဖို့တာရှိတော့တဲ့အချိန်နေရှိသွားလို့လည်းမရဘေးကလည်းမရနောက်ဆုတ်လည်းမရတော့တဲ့အချိန်လို့ကကိစ္စပြီးသွားဖို့ပဲကြံတော့တဲ့အချိန်နေမှာခရစ်တော်ကိုခေါ်ဖိပြီးပြနေရာပေးလိုက်တယ်တဲ့ခရစ်တော်ကိုခေါ်ဖိပြီးမှနေရာပေးလိုက်တယ် အဲ့ဒီကျမ်းကရှင်ယောခရစ်ရဲ့အခန်းကြီး6ခန်းငယ်20ကနေ27ထဲမှာခရစ်တော်ကိုခေါ်ပြီးမှသူတို့ဆက်လေထဲမှာနေရာပြေးလိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုလို့ရှင်သူတို့ရောက်လို့တော့နေရာမှာခိတ္တခဏကိစ္စပြီးသွားဖို့ပဲကျန်တော့တဲ့အချိန်တော့ဆွမ်းနာနေပြီးမုံတိုင်းလာတော့အဲ့မှာပဲနေမနေမျိုးပြီးမှတေဖို့တာရှိတော့တဲ့အချိန်နေမှာခရစ်တော်ကိုခေါ်ပြီးမှဆက်လေပေါ်မှာနေရာပြေးလိုက်တဲ့အခါမှာ ူတို့ရောက်လို့တော့နေရာကိုခိတခဏမြန်မာလူသားရှင်းတယ်ကျွန်တော်လာဟုတွေကတညတာခကြီးရောက်တယ်တဲ့လာဟုကျန်းစာတဲ့မှာတို့ဝေဖန်လဲဒီမှာအစွမ်းနာဖတ်သွားတဲ့ကြားပိုင်းမှာ20တိထဲမှာခွေတော်ကိုခေါ်ပြီးပြီးမှဆက်လေတဲ့မှာနေရာပြလိုက်တဲ့အခါမှာသူတို့စိုက်လို့တော့နေရာကိုခဏချင်းခဏချင်းစိုက်လေတယ်တဲ့ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်အသက်တာမှာမြန်မာပြည်မှာနေတဲ့လူ ဖြစ်ဖြစ်ထိုင်းမှာရောက်ရှိနေတော့သူပဲဖြစ်ဖြစ်အားလုံးလူငယ်ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်အဲကလေးဖြစ်ဖြစ်ကိုယ့်ရဲ့ပါနိုင်တော့ရှိကြတာဖြစ်ပါတယ်ဒီမှာလာနေတဲ့အဲကျွန်တော်ညီကိုတွေလည်းထိုင်းမှာလာလို့ရှိပါပါပါအတွက်စေစားပါနိုင်ထားပြီးမှလာကြတဲ့လူများဖြစ်ပါကျွန်တော်အသက်တာမှာခရစ်တော်ကိုနေရာပေးလိုက်ပါ နေရာပေးလိုက်ပါအစွမ်းသမန်တော်တွေက ဘီချင်နာချင်ရောက်တဲ့အခါမှာခွစ်တော်ကိုရှာ ပြီးမှဆက်လီမှာနေရပြီးမှခဏချင်းသူတို့ဆက်လို့တော့နေရခဏချင်းရောက်တယ်တဲ့ကျွန်တော်အသက်တာမှာလဲခရစ်တော်ကိုခေါ်ပြီးပြီးမှနေရပေးလိုက်ပါ နေရပေးလိုက်လို့ရှိရင်ခဏချင်းခဏချင်းကျွန်တော်ရဲ့လူရခီးကိုရောက်มาဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလဲ